ိမ်အောင်ကြတယ်ဘယ်နှစ်နှစ်ရွယ်အိမ်အောင်ကြအေး16နှစ်အရွယ်မှာအိမ်အောင်ကြတယ်အိမ်အောင်ကြတယ်ဆိုတော့အိမ်အောင်ကြတော့ဒီနားမှာကြောင်းသားများပဲဖြစ်ဖြစ်တိုးကိုက်ဖြစ်တဲ့ပုဂ္ဂိုလ်များပဲဖြစ်ဖြစ်မှတ်တင်တာလေးရှိပါနော်ဒီနားမှာအင်္ဂလိပ်စကားလုံးအသုံးလုံးမှားသွားရင်ကိုဖရာကစော်ကားလို့ဖြစ်သွားတယ်။မှန်လားပါလေ။ဒီနားမှာရေးတဲ့အပိုင်းနဲ့ဖရာလောင်းဖြစ်တဲ့သိဒ္ဓတမင်းသားဒီရတော်ရာနဲ့လက်ဆက်ခဲ့ပါတယ်လက်ထက်ခဲ့ပါတယ်လို့ ရေးတဲ့အပိုင်းမှာဘာ voice ကိုမသုံးအောင်လဲပြောရင် active voice ကိုမသုံးရအောင်နော်ဘာ voice တဲ့သုံးရလို့ဆိုရင် passive voice ဆိုတဲ့သုံးရ active voice ဆိုရင်လှုပ်သူသည်ဆန္ဒရှိလို့လှုပ်တယ်လို့အဓိပ္ပာယ်ထွက်တယ် passive voice ဆိုလို့ရှိရင် သူတစ်ပါးကနေပြီးတော့ပြုတ်လုပေးတဲ့အတွက်ခံရတယ်လို့အဓိပ္ပာယ်ထွက်အဲဒါကြောင့်မို့အင်္ဂလိပ်လိုရေးတဲ့အခါ brain စတိတ်တ္ထ merit to do brain သက်ရတော်ရယ် ဒါမျိုးမရေးရဒါမျိုးရေးရင်ဒီဘက်ကဖရာလောင်းဖြစ်တဲ့သိဒ္ဓထမင်းသားကရတောရယာမင်းသမီးကိုလက်ထက်လိုက်ပါတယ်ဆိုရင်ဆက်ချောင်းနဲ့အရွယ်ပဲရှိသေးတယ်ကိလေသာတောင်းကျမ်းလို့လက်ထက်တယ်လို့အိဗေထွက်သွားတယ်မှန်ပါပါကျမ်းပေါ့လားကျမ်းပါတယ်ဗျာအဲ့ဒီအသုံးနဲ့မသုံးမနဲ့ဘယ်ပုံစံသုံးယူရလဲလို့ပြောရင်ဘရင်ဒီဘက်ကသိဒ္ဓထ was a merit to ဩဘကမှာယတ္တောတရာ princess ယတ္တောရာဒါမျိုးသူကရေးပြီးတဲ့အခါကျမှနော်ဘလို့အိဗေထွက်သွားလဲလို့ပြောရင်သိဒ္ဓထမင်းသားကိုယတ္တောရာနဲ့ထိညာပြီးခြင်းခံလေးရပါတော့ရဲ့ဒီတိုင်းဖြစ်သွားတာနော်သိဒ္ဓထမင်းသားဟာယတ္တောရာနဲ့ထိညာလက်သက်ပြီးခြင်းခံလေးရပါတော့တယ်ဆိုတဲ့အခါကျမှ နိဗ္ဗာန်များရဲ့စီစဉ်သိမှုကြောင့်ဖြစ်ရတယ်ဆိုတာပေါ်တာဟုတ်လားနော်မှန်ပါပါအဲ့ဒါကြောင့်ကိုကပြောတဲ့အပိုင်းမှာ advice နဲ့သွားပြီးတော့ရှင်းပြရမင်းတို့ရဲ့ခရငါမယုံဘူးဖြစ်သွားတယ်နော်ဘာကြောင့်လဲဆိုရင်၁၆နှစ်ဒီခေတ်သေးတော့၁၆နှစ်နဲ့အိမ်တော်ကြရင်ငယ်မနေဘူးလားငယ်ပါတယ်ဗျာငယ်နေတဲ့အဖြစ်အပျက်ကြီးဟိုးတော့ကလွန်ခဲ့တဲ့နှစ်ပေါင်း2550ခုနှစ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက် 16နှစ်ရွယ်ဆိုတော့စောလုံးမနေဘူးလားစောလုံးပါလေဗျာအေးအဲ့ဒါကြောင့်ကိုသုံးလို့ရှိရင်ကျောင်းသားဖြစ်တဲ့ပုဂ္ဂိုလ်များအဆေးရတာပဲဖြစ်ဖြစ်တယောက်ယောက်ပေါ့ဖော်ရိန်နာတယောက်ကိုပဲကိုယ့်ရဲ့ဘုရားဘာသာအကြောင်းရှင်းပြတာလည်းဖြစ်ဖြစ်ဗုဒ္ဓရဲ့ history များကိုပြန်ရှင်းပေးတဲ့အပိုင်းမှာဘာနဲ့ပဲရှင်းရမှာဆိုရင်အေး passive voice သုံးတင်နဲ့ active voice ကိုမသုံးတင်ပါဘူးနော်အေးအဲ့ဒါ16နှစ်ရွယ်မှာအဲ့လိုအိမ်အောင်ကြသွားတယ်အိမ်အောင်ကြပြီး သွားတဲ့အခါကျတော့တက်တော်ဘလောက်ရောက်တဲ့အခါကျတော့ကလေးတယောက်ရတယ်29ပါဗျာဘယ်နှနှစ်လဲ29နှစ်ပါဗျာ20နဲ့ကိုနှစ်ကိုဖရာသမိုင်းတော့ရှင်းရှင်းလင်းလင်းသိရနော်မှန်ပါဗျာ20နဲ့ကိုနှစ်ရောက်တဲ့အခါကျတော့ตาလေးတယောက်မွေးဖွားတယ်နာမည်ဘယ်လိုပေးရာဟုလာပါဗျာရာဟုလာဆိုတဲ့နာမည်လေးကိုသူကပေးလိုက်တယ် ရာဟုလားဆိုတာရာဟုဖမ်းတယ်လို့သူ့ကိုဖမ်းစားမဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်နာမည်ကိုပါလို့ပြေးရာဟုလားလို့ပြေးတာသူ့အနေနဲ့ထင်ထားတာကပထမဆုံးသူ့ကိုခြီထားတာတုတ်ထားတာဒီယတော်ရယာဆိုတဲ့တန်ရောစဉ်ကခြီထားတုတ်ထား ဒုတိယလာပြီးတော့သူ့ကိုဖန်းစားမဲ့တန်ရောစဉ်နောက်တကြိုတည်းဘာလဲပြောရင်ဒါဟုလားဒီကလေးလေးပဲအဲ့ဒါကြောင့်သူ့ကိုနာမည်ဘယ်လိုပေးလိုက်လဲယာဟုလားလို့ပေးပါဗျာယာဟုလားလို့ပေးလိုက်တယ်ပေးပြီနဲ့အဲ့ကလေးကိုသူလက်နဲ့ထိတို့ပြီးတော့ကြည့်ရလားကြည့်ပါဦးဗျာဝေးပိုက်သွားရလားပိုက်ပါဦးဗျာသွားဘူးဘာလို့လဲပြောရင်တန်ရောစဉ်တွေတွဲကုန်မှာဆိုလို့ဘာလို့လဲတန်ရောစဉ်တွဲမှာဆိုလို့ပါတယ်ပါရမီပါတဲ့ပုဂ္ဂိုလ်များကြတော့တယောက်လောက်လည်းပဲရတယ်တံဝေကတွေရမပေါ့လား ဒီလောကထဲမှာလိုက်ပြီးတော့ကြည့်ရင်ကလေးတစ်ယောက်ရလဲဒီတိုင်းနှစ်ယောက်ရလဲဒီတိုင်းပဲသုံးယောက်ရလဲဒီတိုင်းပဲဘာကြောင့်ဒီတိုင်းဖြစ်နေလဲပါရမီမရှိလို့ပါဗျာပါရမီမရှိလို့ဘာမရှိလို့လဲပါရမီမရှိလို့ပါဗျာပါရမီမပါလို့ရှင်အရှင်ပြေရလားအရှင်မပြေပါဘူးဗျာอืมကြောင်းတဲ့လာငူတဲ့ဓမ္မကြီးလို့လည်းဖြစ်နေမယ်ပါရမီကြောင့်ဒုက္ခရောက်ပါတယ်ဟုတ်လားဘာကြောင့်ဒုက္ခရောက်ပါရမီကြောင့်ဒုက္ခရောက်ပါတယ် ဘာလို့များပါရမီကြောင့်ဒုက္ခရောက်တယ်ဆိုတော့ဓမ္မကြီးပြောပါကြောင်းနေမယ်လာပြီးတော့နော်။အော်ပြီးတော့ငိုတယ်။ရှင်ဘုရားတို့ကမြင်လေးလေးတပြည့်တော်သားကိုသတိရနေပြီပါပဲခရား။ဘာတယ်လဲ။ရှင်ဘုရားတို့ရှင်ဘုရားတို့ကမြင်လေးလေးတပြည့်တော်သားကိုသတိရနေပြီ။ဘာဖြစ်သွားလို့လဲဓမ္မကြီးလို့သူ့ကိုမေးကြည့်။မေးကြည့်တဲ့အခါတပြည့်တော်သားကလူထွက်သွားတာ။ဘာလို့သွားတာလဲလူထွက်သွားတာပါတယ်ဗျလူထွက်သွားတယ်ဆိုတော့ကိုရိုဒီကနားချယူ ဒဂါယဒဂမာယီဒီလိုပါပဲလို့ရမ်းမောင်ဝိပိမဲ့တည်မြဲမယ်လို့တော့ဘယ်ပြောရပါရမီကုံသွားရင်ပါရမီမရှိရင်အဲ့ဒါမျိုးဖြစ်တတ်တယ်လို့ဒီလိုပြောတော့အရှင်မယားအဲ့ဒီပါရမီအကြောင်းကိုမပြောနဲ့ခရားပါတယ်လို့ပါရမီအကြောင်းကိုမပြောပါနဲ့ခရားဟာဒဂမာယီပါရမီကအရေးကြီးတယ်ပြောရမှာလေလို့မပြောပါနဲ့ခရား တပည့်တော်သားထွက်သွားတာအဲ့ဒီမပါရမီနဲ့ထွက်သွားတာဟုတ်တယ်ဘယ်သူလဲထွက်သွားတာသီလရှင်မပါရမီနဲ့ရသွားတာတဲ့အရှင်မရအဲ့ဒါကြောင့်ပါရမီကျောင်းရတော့တပည့်တော်ရှိလာကမပြောနဲ့ဆိုတော့ဟာဘလူမြန်းဖြစ်တော့ဆိုတော့သူ့တမိုင်းကြောင့်ကအဲ့ဒီပါရမီဖြစ်နေတာနော်ဆိုဒီမဲ့လောကသားတွေတန်ဝေကမရတာကြတော့ဘာပါရမီပါရမီကိုမရှိတာဘာမရှိတာလဲ မပါရမီဟုတ်ရဲ့လားဟုတ်ပါဘူးဗျာမပါရမီမဟုတ်ဥပါရမီကြောင့်ပြန်နေကြတာဟုတ်လားနော်အေးအဲ့ဒီတန်ဖြစ်နေကြတာလောကသားတွေမှာလိုက်ပြီးတော့ကြည့်တော့အဲကြတော့ဘုရားရှင်ကိုယ်တော်မြတ်ကြတော့ကလေးတယောက်ဘုရားလောင်းဖြစ်တဲ့ပုဂ္ဂိုလ်ကြတော့တယောက်လေးရလိုက်ရတန်ဝေကတန်းပြီးတော့မဖြစ်ဘူးလားဖြစ်ပါတယ်ဗျာဖြစ်တယ်အဲ့ဒါနဲ့ဘယ်နှစ်အရွယ်မှာတောထွက်သွားလဲ29နှစ်အရွယ်ပါ29နှစ်တဲ့ထွက်သွားလိုက်တာဘယ်မြင်နှမ်းရောက်လဲနေကင်း ဧရာဝတိမဟုတ်တာတော့သိကြတယ်နော်ဧရာဝတိကြီးတယ်လည်းမချနဲ့တန်လင်ဟုတ်တာဘယ်မြစ်သေးရောက်သွားလဲဘာမြစ်တယ်လဲအနောမမြေကန်းကိုရောက်သွားတာဘယ်ကိုရောက်သွားလဲနောမမြေကန်းကိုဘယ်နှဦးရောက်သွားသူ့ပေါင်းဘယ်နှဦးကနေရောက်သွားကြလဲလို့ပြောရင်ဒီဘက်ကဘုရားရှင်ဘုရားလောင်းဖြစ်တဲ့သိဒ္ဓတမင်းသားရဲ့သူ့ရဲ့အလို့အကျွေးဖြစ်နေတဲ့အမတ်ဘုရားတော် သန္ဓဟုတ်လားသန္ဓမဲ့ရင်နောက်ကမြင်းကမြင်ရတယ်ကန္နကမြင်းရဲ့၃ယောက်သာအဲ့ဒီကမ်းခြေမှာရောက်သွားရောက်သွားပြီးတော့သူ့ဝိထားတဲ့အဝိသားတွေအကုန်လုံးကိုချွတ်ချွတ်ပြီးတော့သူ့ပစိုးနဲ့ပြန်ပြီးတော့ထဲ့ပေးပြီးတော့သူတို့ကိုပြန်လွတ်တယ်မင်းတို့ပြန်ကြတော့နော်မောင်စံလည်းပဲပြန်ကန္နကလည်းပဲပြန်တော့ဆိုလွတ်တော့အဲ့နမှာသူသေးသွားကန္နကမြင်းသေးပါကန္နကမြင်းသေးသွားဘာလို့သေးသွား ဆရာလောင်းနဲ့အတူတူနေလာတာနှစ်တွေကတက်တန်းနေကြာလာတဲ့အခါကြတော့နော်ဒီတန်ရောစင်နေဖြစ်ပြီးတော့သူ့ကိုပြန်လွတ်တဲ့ငါတို့တော့ပြန်ရတော့မှာပဲဆိုတော့အသည့်နဲ့အဲ့ဒီနန်းမှာသေမတော်ဘူးလားသေပါတယ်သေသွားတယ်အဲ့ကြတော့လူသားဖြစ်တဲ့မောင်ဆန်းကအထုပ်ကြီးပိုက်ပြီးတော့ဘယ်ပြန်ခဲ့ရလဲကပိလဝနန်းတော်ကိုပြန်ခဲ့တယ်ဟုတ်လားဘယင်ကိုအကြောင်းကြားဖို့ဗျာဘယင်ကြီးကပြုခဲ့တယ် ုဒ္ဓေါရဏကိုပြန်ပြီးတော့အကြောင်းကြားလို့ရအတွက်ပြန်ခဲ့ရတယ်။ပြန်ခဲ့တဲ့အခါကျတော့ဘယ်သူပဲပြန်နေခဲ့။ခရီးလောင်းဖြစ်တဲ့ပိဋကမင်းသားပဲတယောက်တည်းပြန်ခဲ့ပြီးတော့အဲ့ဒီမြေကမ်းကနေပြီးတော့ငါဘယ်သူနဲ့သွားပြီးတော့တရားအထုတ်ရမလဲ။ဇုတိမှာသွားပြီးပူပေါင်းရမလဲလို့လိုက်ပြီးတော့ရှာလိုက်တဲ့အခါယသိနှစ်ယောက်သွားတွေ့။ဇုတိကိုသွားတွေ့တယ်။ယသိနှစ်ယောက်ကိုသွားပြီးတော့တွေ့တယ်ပထမတွေ့တာကအာလာရ ဘူးတယ်လေအာလာရပါတယ်ဒုတိယကဥဒကအာလာရဆိုတဲ့ယတိရတယ်သာမန်မဟုတ်ဘူးဇန်ခွန်သိမ့်ကိုရတယ်ဘာလို့ရတာလဲဇန်ခွန်သိမ့်ရဇန်ခွန်သိမ့်ကိုရတာလေဥဒကကလည်းပဲသာမန်ယတိမဟုတ်ဘူးဇန်ဘနသိမ့်ရရှစ်သိမ့်ကိုရတာတယ်အဲ့လိုရထားတဲ့ပုဂ္ဂိုလ်တွေဒီမှာဝင်ပြီးတော့သူကိုယ်တိုင်ပဲတရားအထုတ်ကြည့်လိုက်တယ်ဒါပေမဲ့အဲ့ဒီထဲမှာဘာတရားပဲရှိသေးလဲလို့ပြောရင်တရားဒီ နှမျိုးရှိတယ် there are two kinds of meditation tranquility meditation and insight meditation နှမျိုးရှိနော်သမထတရားအထုံကြီးစနစ်နဲ့ဝိပဿနာတရားအထုံကြီးစနစ်တဲ့ဘာစနစ်နဲ့ဘာစနစ်သမထအေးသမထအာထုတ်တဲ့စနစ်ရဲ့ဝိပဿနာအာထုတ်တဲ့စနစ်ဘုရားရှင်ကိုယ်တော်မြတ်မပွင့်ငင်ကဘာစနစ်ပဲရှိတယ်လို့ပြောရင် သမထလို့ခေါ်တဲ့ tranquility meditation နဲ့သိတာနော်ဘာစနစ်ပဲရှိလဲသမထစနစ်ပဲရှိဝိပဿနာစနစ်ရှိလားရှိပါဘူးခင်ဗျာဝိပဿနာစနစ်မရှိတဲ့အတွက်ကြောင့်အဲ့ဒီဖြစ်ဘုရားရှင်ကိုရောမြတ်မတိုင်ခင်ကပုံပုံများသည့်အရိယာတရားမှမဖြစ်ဘူးဘာမဖြစ်ဘူးလဲအရိယာမဖြစ်ပါဘူးခင်ဗျာ노ဘဘဆင်ဖြစ်ကိုသူတို့မရောက်ကြဘူးရောက်လားမရောက်ပါဘူးမရောက်ကြဘူးအရိယာဖြစ်တဲ့ပုံပုံဒီ ဘာကြောင့်အရိယာဖြစ်တာလဲပြောရင် insight meditation လို့ခေါ်တဲ့ဝိပဿနာစနစ်ကြောင့်အရိယာဖြစ်တာဘာစနစ်ကြောင့်လဲဝိပဿနာစနစ်ကြောင့်ဝိပဿနာစနစ်ကြောင့်အရိယာဖြစ်တာပါဗျာဘုရားလောင်းရဲ့ဘဝမှာဝိပဿနာရှိသေးလားမရှိပါဘူးဟုတ်လားအဲ့ဒါကြောင့်ဘာစနစ်ပဲရှိလဲသမထစနစ်ပဲရှိပါတယ်ဗျာသမထအားထုတ်ရင် အမြင့်ဆုံးဘာရတယ်လို့ပြောရင်ဇံရဘာရလဲဇံရပါ ဝိပဿနာအားထုတ်ရင်အမြင့်ဆုံးဘာရရလဲလို့ပြောရင်အရိယာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ဘာရလဲအရိယာဖြစ်ပြီးနိဗ္ဗာန်ရောက်ပါတယ်ဗျာအရိယာဖြစ်ပြီးနိဗ္ဗာန်ကိုရောက်တယ်အရိယာမဖြစ်တဲ့ပုဂ္ဂိုလ်ဒီဘလောက်ပဲအာပြဲပြီးတော့အော်နေအော်နေနိဗ္ဗာန်ကိုရောက်လားမရောက်ပါဘူးမရောက်ဘူးသူကသူဘလောက်ပဲရရပါလို့ရရှင်ဘုရားပဲပြောပြောရောက်ရပါလို့ရရှင်ဘုရားပဲပြောပြောနိဗ္ဗာန်ကိုရလို့ကြောင်းနဲ့ပါတယ် ဆွတောင်းညသူစီအပေါက်သူကြီးတဲ့ပြန်လဲစမ်းကြည့်ပေါက်ကုန်လားနော်နိဗ္ဗာန်ကိုရလို့ကြောင်းနဲ့ဆွတောင်းညသူစီအပေါက်လို့နိဗ္ဗာန်ကြီးရမည်ကွယ်မဟုတ်သေးဗါတယ်လေနိဗ္ဗာန်ကွယ်ရမည်နိဗ္ဗာန်ကြီးရမည်ကွယ်မဟုတ်သေးအမတန်ရွှေပြည်နန်းကိုနီးရက်နဲ့ဝေးတဲ့ဗါနဲ့ဝေးနေကြလဲနိဗ္ဗာန်နဲ့တူရွှေပြည်နန်းကြီးကတော့ရှိနေတာပဲတဏ္ဍခါဟောမတင်နဲ့ဟုတ်လားနော်ရွှေပြည်နန်းကြီးကတော့ရှိနေတာတော့အမှန်ပဲဒါပေမဲ့ဝေးနေကြတယ် ဘာလို့ဝေးနေတာလဲစိတ်ဝေးလို့ဝေးနေတာဘာဝေးလို့လဲစိတ်ဝေးလို့ပါတယ်ဗျာအဲ့ဒါတော့လူတွေရဲ့သဘာဝကိုကြည့်ကြည့် we cannot control our mind စိတ်ကိုမထိန်းနိုင်ကြထိန်းနိုင်လားထိန်းနိုင်ပါဘူးထိန်းနိုင်ဘူးဟုတ်လား insight meditation လုပ်ပြီးတဲ့ပုဂ္ဂိုလ်ကသူ့စိတ်ကို control လုပ်လို့ရတယ်နော်ထိန်းလို့ရတာဖျက်လို့ရတာမကောင်းတဲ့တရားကိုပယ်လို့ရတယ်တို့ဘုရင့်ဖြစ်နေတဲ့ပုဂ္ဂိုလ်များရသည်များအကုန်လိုချင်တာပဲမှန်ပါပါဟုတ်လား